ားလုံးပဲမင်္ဂလာပါ Flan Entertainment Channel ကနေပြန်လည်ကြိုဆိုလာရပါတယ်။မူစလင်လူမျိုးတွေဟာဒါကိုကောင်းကင်ဘုံကကြောက်တော်လို့ခေါ်ကြရပါတယ်။နေ့စဉ်နေ့တိုင်းလူတန်းပေါင်းများစွာဟာဒါကိုထိတွေ့ဖို့နှမ်းရှုပ်ဖို့ပပက်လက်လက်ပတ်ဖို့အတွက်မကကိုခီးနေကြရပါတယ်။ဒါပေမဲ့အားလုံးသိကျင်တဲ့မိကွန်းတစ်ခုကတော့ရုပ်တုကိုယ်ကွယ်မှုကိုညှင်းပယ်တယ်လို့ကြွကြော်တဲ့အစ္စလမ်ဘာသာကဘာလို့သူတို့ရဲ့မြင့်မြတ်ဆုံးပြုမှုတစ်လေးတစ်ခုကိုကြောက်တော်တော်ရဲ့ပပက်လက်မှာပို့ပြတာရတာလဲ။ဒါအချင်းချင်းမရှိတဲ့စွစွဲချက်တစ်ခုမဟုတ်ပါဘူး။ Blaston အနောက်ရောက်ကြောက်တော်ဟာ အစ္စလမ်ဆင်လာရဲ့အဓိကအချက်ကြမှာရှိနေရပါလေ။ဒါပေမဲ့သူ့ရဲ့သမိုင်းသူ့ရဲ့ဘာသာကြောင့်ကိုကွယ်မှုစွန်းစားတွေနဲ့အစ္စလမ်ကျမ်းစာတွေကဘာတွေပြောထားလဲဆိုတာကိုစူးစမ်းကြည့်လိုက်တဲ့အခါအမန်ဒီယာကအလွန်မတတ်မတတ်ဖြစ်စရာကောင်းလာပါလေ။ဒီနေ့မှာတော့ကျွန်တော်တို့ဟာဘလတ်စတုန်ကတကယ်တော့ဘာလဲ။ဘယ်ကလာတာလဲ။ပြီးတော့ဘာလို့အစ္စလမ်ဝိပုမှုရဲ့အဓိကအချက်ကြနဲ့ပတ်သက်ပြီးလေးနက်တဲ့မိကုန်းတွေထွက်ပေါ်လာရတာလဲဆိုတာကိုဖော်ထုတ်သွားပါမယ်။ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပါ။ အာရဗီဘာသာနဲ့အဲအာကြအဲဆက်လို့လူသိများတဲ့အနေအောင်ကြောက်တုံကိုမကမျိုးရှိဘလီဂျီရဲ့ဘဘမှာရှိတဲ့ဥပုံတဏ္ဍဆောင်းအောင်ဖြစ်တဲ့ကာဘာရဲ့ရှေးပတောင်းမှာတက်ဆင်တာပါလေကာဘာတဝမ်းရှိမွတ်စလင်တွေဟာဆူတောင်းတဲ့ကကာဘာကိုမျက်နှာမူပြီးဆူတောင်းကြပါလေဖျားဘူးတွားရောက်သူတွေကိုလည်းကာဘာကိုခွန်းချင်းပက်လက်လှဲ့ဖို့ညွှန်ကြားတာပါလေဒါပေမဲ့လည်းဘလက်စတုံးဟာတာမန်နီယာတစ်ခုတက်ပို့ပြီးမြင့်မြတ်တဲ့အစင်တန်းကိုပိုင်ဆိုင်တာပါလေမွတ်စလင်တွေကဒါပရာဒီသူပုံကနေစင်သက်လာတယ်လို့ယုံကြည်ကြပြီး မူလကဖြူစင်တဲ့ဖြူရောင်ဖြစ်ခဲ့ပေမယ့်လူသားတွေရဲ့အပြစ်တွေကြောင့်နေရောင်ကိုပြောင်းသွားတယ်လို့ဆိုကြပါတယ်။ဒါဖျက်သည့်ကလုံးရွယ်စားလောက်ရှိပြီးဘိုင်းစားများစွာကွဲထွက်နေတာကိုငွေပေါင်နဲ့ပြန်လဲစုစည်းထားတာဖြစ်ရပါတယ်။အာဂျန်နဲ့ကွန်ရဝူပြည်မှုတလေးတွေမှာဖျားဘူးတွေဟာတမန်တော်မူဟာမတ်ကိုတွေ့ယူပြီးအဲ့ဒီကြောင်တုံးကိုနန်းရှုပ်ဖို့ဒါမှမဟုတ်ထိတွေ့ဖို့စူးစမ်းကြပါတယ်။ဒီဒီလေးကဘယ်ကလာလာလဲဆိုရင်ဆာဟီအဲဘူခါရီနဲ့ဆာဟီမူဆလင်တို့အရမိုဟာမက်ကိုတိုင်ဘလက်စတုန်းကိုနမ်းခဲ့ပါတယ် ဒီလိုရဟာအစ္စလမ်ဖျားဖို့ခွင့်ရရဲ့ဒစိတပိုင်းဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းဆင်လာများဖြစ်တဲ့ဂျာမီယက်တီမီစီမှာမှတ်တမ်းတင်ထားတာကတော့ဘလက်စတုန်းဟာရှင်မြတ်ထားမြောက်ရနေမှာမြင်နိုင်တဲ့မျက်လုံးနှလုံးစကားပြောနိုင်တဲ့ရှာတစ်ခုနဲ့ပေါ်ထွက်လာပြီးသူ့ကိုအမှန်တကယ်ထိတွေ့ခဲ့သူတိုင်းအတွက်တသက်ခံပေးလိမ့်မယ်လို့ဆိုကြပါတယ်။ဒါစကားပုံမဟုတ်ပဲအစ္စလမ်ယုံကြည်ချက်အရဒီကြောက်တုံးဟာဒီဒလီကိုလှုပ်ဆောင်ခဲ့တဲ့ဒုတိယခါလီပါဥမာခရက်ကိုတိုင်ကအတင်းဒီကြောက်တုံးတစ်ခုသာဖြစ်ပြီး မိသူကိုများအကျိုးပြမပေးနိုင်ကြောင်းကျွန်တော်သိပါသည်လို့ခွင့်ရဝန်ခံခဲ့တာကိုသတိရနိုင်ပါတယ်။ဒီဝန်ခံကြားတမန်တော်ရဲ့လုပ်ရက်ကိုအလူယူုံတက်တက်ဖြစ်ပြီးကျောင်းတုံးကိုကိုကွဲတာမဟုတ်ဘူးလို့ပြောဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တမောင်များစွာရဲ့အပြုမှုကပါကိုပြသနေတာလေ။ဒီကျောင်းတုံးကိုကိုကွဲမှုဟာတမန်တော်မူဟာမတ်ကြောင့်စတင်ခဲ့တာမဟုတ်ပါဘူး။မူဟာမတ်မတိုင်မီနှစ်ပေါင်းများစွာကလေးကသာပါတဆူတဲ့ကိုကိုရဖရာကြောင့်မဟုတ်ခဲ့ပါဘူး။ဒါဖရာ360ရုပ်တုများပြပြနေတဲ့ဘာသာကြားဝပြုရဖို့ဖြစ်ခဲ့တယ်လို့ဆဟီရဲ့ဘူခါရီကပြောပါတယ် ဘလက်စတုန်ကိုအက်ဒီခက်ကညုံတဲ့စူတွေကရိုသေလေးစားခဲ့ကြပြီးဘိုင်ဒေလို့ခေါ်တဲ့နဖျားတရှိရမြင့်မြတ်တဲ့ကြောက်တုံးတစ်ခုအပြစ်တတ်မှတ်ခဲ့ကြပါတယ်။ကာဘာကိုလှည့်ပတ်ခြင်းပါဝင် ရှီအာရဘာသာကြားရရဲ့ဒလိရီကိုမိုဟာမတ်ကလုံအောင်ဖျက်သိမ်းခြင်းမပြုဘဲအစ္စလာမ်မြောက်မှာပြန်လည်တိပြည့်ဖွင့်ဆိုခဲ့ရုံသာဖြစ်ပါတယ်။အစ္စလာမ်သမိုင်းပညာရှင်အဲဇရာဂီကဘာသာကြားရကသူရဲ့ဖျားဘူးခီးစဉ်တွေမှာဒီကြောက်တုံးကိုကွန်ပျူတာထိတွေ့ခဲ့ကြတဲ့ဆိုတာကိုအတည်ပြုတာပါတယ်။ဆိုလိုတာကအစ္စလာမ်ရဲ့မြင့်မြတ်ဆုံးအပြုမှုဒလိတစ်ခုပါ။ အတွင်တစ်ဖြင့် select ရှိနေတဲ့ဘာသာကြားကျင့်လုံးတစ်ခုကနေဆင်းသက်လာတာဖြစ်ပါတယ်။အစ္စလမ်ဘာသာကယုဒုကိုကွယ်မှုကိုလုံအောင်ဆန့်ကျင်ပြီးဖျားသခင်ကပုံတရမဲတယ်လို့ပြောနေချိန်မှာဘာလို့မွတ်စလင်တမောင်းများစွာဟာအကျိုးပြစ်မပေးနိုင်နဲ့ကြောက်တုံးတုံးကိုနန်းရှုပ်ဖို့အပြိုင်ဆိုင်လုပ်နေရတာလဲ။ဘာလို့ဒီကြောက်တုံးကိုနဖျားဆွာရှိမယ်လို့ယုံကြည်နေရတာလဲ။သူတို့ကဘာသာကြားရရဲ့ကိုကွယ်မှုကိုယုဒုကိုကွယ်မှုလို့ပြည်တွင်ဝေဖန်နေကြပြီမဲ့ကောင်းငင်မုံကလာပြီးစကားပြောနိုင်တယ်ကြောက်တုံးကိုကိုကွယ်ခြင်းကရောဘလို့များကွာခြားနေပါသလဲ ဈေးတွေကိုဖျက်ရှားပြီးလောရက်ကိုကြီးလိုက်မယ်ဆိုရင်ရေဝတ္ထုတစ်ခုကိုဘာသာရေးရာရိုသေလေးစားခြင်းနမ်းရှုပ်ခြင်း၎င်းအားနဖျားကဲ့သို့သောသွားပေးရခြင်းအားဘာသာရေးသဘောတရားအရာလူတို့ကိုယ်ခွင့်မှုဖြစ်နေတယ်လို့ပြောနိုင်ပါတယ်ကျွန်တော်တို့ကအတမဲ့တဲ့ကြောင်လုံးတလုံးပေါ်မှာယုံကြည်ခြင်းကိုတည်ဆောက်ရမှာလားဒါမှမဟုတ်စစ်မှန်တဲ့ယာပေါ်မှာတည်ဆောက်ရမှာလားဒီကြောင်ရနဲ့ပတ်သက်ပြီးဗုဒ္ဓနဲ့ခရိယန်ဘာသာကဘယ်လိုဖော်ပြထားလဲဆိုတာကိုကြည့်အောင်ပါခရိယန်တမန်ကျမ်းစာမှာရှင်းရှင်းလင်းလင်းပြောထားပါတယ် ဘုရားသခင်ကပုံတရံဒါမှမဟုတ်ယဝတုတွေကိုပြုရမှာအသုံးပြုခြင်းကိုတင်းတင်းကြပ်ကြပ်ဒါမြစ်ထားပါလေဘုရားသခင်ကဝိညာဉ်ဖြစ်တော်မူ၏ကိုယ့်ရဲ့သူတို့ဟာဝိညာဉ်နဲ့တမတရားနိုင်ကိုယ့်ခွင့်ရမယ်လို့ဖော်ပြထားပါလေယေရှုခရစ်တော်ဟာကြောက်တုံးတွေကိုမနှံခဲ့ပါဘူးသူဟာပိမန်တော်ကိုမြင်တန့်စင်ခဲ့ပြီးကျောပိုင်းဆိုင်ရာဓလေ့တွေကိုဖယ်ရှားခဲ့ပါလေဘလက်စတုန်ကတင်းကိုကယ်တင်နိုင်မှာမဟုတ်ပါဘူးယေရှုခရစ်တော်ဟာကယ်တင်ခြင်းအတွက်ဓလေ့တွေကိုမတောင်းဆိုခဲ့ပါဘူးသူဟာသူ့တက်ကိုပေးခဲ့ပြီးပုပ်ပုတ်တရံစောင့်အောင်တခုမှမရှိပါဘူး သူကတင်ကြိုင်းကိုအောင်နိုင်ခဲ့ပြီးလက်ရှင်လျက်ရှိနေပါတယ်။ဟိုရဘတာရဲ့အဆုံးမကရာဝတုတွေပေါ်မှာမိကိုတားခြင်းကိုတတိထားဖို့တိုက်တွန်းထားပါတယ်။ဒီအားလုံးဒေတာမင်းသားဟာလည်းရွှေနန်းတော့တန်ဖိုးရှိတဲ့အဆောင်ရောင်တွေနဲ့ဝတုစည်းစိမ်အားလုံးကိုဆွန့်လွတ်ပြီးအမှန်တရားကိုကိုယ်တိုင်ရှာဖွေခဲ့ပါတယ်။မြေစွာဘုရားကမိန့်ကြားခဲ့တာကကိုယ်တိုင်ရဲ့အာကိုရဖြစ်ဖို့ဓမ္မတရားတော်ကသာအာကိုရဖြစ်မှတ်ယူဖို့ပါပဲ။ရာဝတုတွေကိုကိုယ်ကြွယ်တာရုပ်တုတွေအမွေနှစ်တွေပေါ်ဆွဲလန်းတာဟာ အဝိဇ္ဇာမတိမှုကိုပို့ပြီးတိုးဝါစေုံသာမကဒုက္ခကနေလည်းလွတ်မြောက်စေမှာမဟုတ်ပါဘူး။သင်္ခါရတရားအလုံးဟာမမြဲပါဘူး။ကောင်းရင်ကဆင်သက်လာတဲ့ကြောက်တုံတုံဟာပျက်စီးနိုင်တဲ့ယုတ်တရားမြတ်တာဖြစ်ရပါလေ။သူမှာကေတင်နိုင်စွမ်းဓမ္မမဟုတ်တရားစီရင်နိုင်စွမ်းမရှိပါဘူး။အဲ့ဒီရာဝတ္ထုကိုယုတ်တိကိုွက်ခြင်းဟာတက္ကရာဒိဋ္ဌိကိုထင်မြင်မှုကိုပုံမခိုင်းပါစေပြီးအတ္တကိုပုံမကြီးထွားစေပါလေ။ဘုရားဘာသာမှာအာကိုရာကပြင်ပါကအရာဝတ္ထုမဟုတ်ပါဘူး။ကိုယ်တိုင်ရဲ့တတိပညာနဲ့လုံလပဲဖြစ်ရပါလေ။ ဖေဟာဓမ္မကိုအားကိုးတာဟာအမရိယာလမ်းစဉ်ကိုအားကိုးတာပါပဲ။တန်ခါတန်ခါကိုအားကိုးတာဟာဆိုလမ်းစဉ်အတိုင်းကျင့်ကြံသူများကိုအားကိုးတာပါပဲ။ဗုဒ္ဓရုပ်ပွားတော်တွေစေတုပရိုးတွေဟာမြတ်စွာဘုရားကိုလေးစားတရိယာပြီးပွားများအားထုတ်ဖို့အတွက်အထောက်အကူဖြစ်တာသတ်မှတ်တင်ပါလေ။ဒီရုပ်တုကိုယ်တိုင်ကိုတကိုးပါတဲ့ရာလို့ယုံကြည်ပြီးဆွဲလန်းနေရင်ဒါဟာပေါင်းကိုကျော်လွန်သွားတဲ့ကိုကွယ်မှုဖြစ်ပြီးလမ်းမရောက်သွားနိုင်ပါလေ။စင်မှန်တဲ့ကိုကွယ်မှုဟာစိတ်ထဲမှာရှိတဲ့တရားကိုလက်တွေ့ကျင့်သုံးခြင်းဖြစ်ပါလေ။ စစ်မှန်တဲ့အကူရအုံမြင့်ဟာပြင်ပကရုပ်ပိုင်းဆိုင်ရာယာဝတ္ထုတွေဒလေးတွေမှာမရှိပါဘူး။ဒါအတင်းအတွင်းစိတ်မှပဲရှိတဲ့မကင်ရှိပါအပေါ်မှာတိစောက်ထားတာဖြစ်ပါလေ။ဒါကြောင့်ကိုကိုကိုမေးတင်ပါလေ။တင်အားဖြစ်စည်းနိုင်တဲ့ကြောက်တုံးရုံးကိုဆွဲလန်းနေတာလားဒါမှမဟုတ်တရားဓမ္မအမှန်တရားပေါ်မှာခြေခံပြီးဒုက္ခကသိန်းကနေလွမြောက်ဖို့ကြိုးစားနေတာလားဆိုတာပါပဲ။ဒီကြောင့်ရနဲ့ပတ်သက်ပြီးတင်းရဲ့အတွင်းမြင့်တွေကိုလည်းကိုမမမကဲပေးနိုင်ပါလေဗီဒီယိုလေးတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့အကြောင်းအရာတွေပြန်လာခဲ့ပါမယ်